ားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea 4ရောနဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီရီကတော့ကျွန်တော်တို့ Chelsea နဲ့ဒီ Benfica နဲ့ပေါ့နော် Club World Cup ရဲ့16တင်းအဆက်မှာရှင်ပြန်ကစားကြတယ်ကျွန်တော်တို့ Chelsea က4-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်ကျွန်တော်တို့ဒီပြိုင်ပွဲရဲ့ Quarter Final အဆင့်ကိုရောက်ရှိသွားပြီပေါ့ဗျာဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုတို့နဲ့အတူတူသုံးသက်ဆွေးနွေးရအောင်ခန်းစားချက်လေးတွေပြောရအောင်ပေါ့နော် So ဒီဒီပွဲမှာနီပြားကတော့အချိန်ပြောင်းနေလှုပ်လာတာမျိုးတွေတွေ့ရတယ်ဒါနောက်တန်းမှာဆိုရင်လည်းဒါအာဗာရီယာရှိကိုထည့်သွင်းကစားလာတာတွေတွေ့ရတယ်။အရှိတိုက်စစ်မှာဆိုရင်လည်းဒါ တမကသားမတယောက်ကိုအောက်ပြီးတော့ဒီကိုပမားကိုဒီလက်ဝင်းတနေရာရဲ့ဒီအချမ်းသေးသေးလေးမှာနေရာယူခိုင်းနေပေါ့ဗျာပြီးတော့ဒီကူကူရယ်လာကိုထပ်ပြီးတော့ဟိုရှေ့ကိုအိုဗာလက်လိုက်ခိုင်းတဲ့ပုံစံမျိုးကိုဒါတွားတယ်ပေါ့ဒါပေမဲ့ဒီပုံစံကလည်းမနိုင်ပြောရင်တော့အလုတ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ဒီအခွင့်အရေးကိုတော့ရှောက်ဆိုလို့ရတယ်အသုံးမချနိုင်ခဲ့လို့ဒါသာပထမပိုင်းနေရာဂိုးမရတဲ့ပုံစံမျိုးဟိုတွေ့ရတယ်ဆိုတော့ဒီနေ့မှာဘီမီကာလည်းမနိုင်ပြောရင်ဘာမှမလုပ်နိုင်ဘူးဗျာကျွန်တော်ပြီးခဲ့တဲ့ပွဲတွေက ကောင်းခဲ့တယ်ဆိုရင်တော့မှဒီနေ့ပွဲမှာတော့ဖမီကာညံ့တယ်အဲဒီကွင်းလယ်မှာလည်းစမရှင်းနိုင်ဘူးဒီတော့မှတိုက်စစ်တွေမှာဆိုရင်လည်းဒါဂျိန်းတို့ကူရယ်လာတို့ကိုမကျော်နိုင်ဘူးတိုက်စစ်မှုကလည်းဒါဒီဘက်ကိုရဲ့ aggressive session play တဲ့ play ကိုတော့တိတ်ပြီးတော့မလိုက်နိုင်ဘူးပေါ့ဗျာတိတ်ပြီးမကြော်နိုင်ဘူးဒါမျိုးတွေတော့တွေးရတယ်ဟိုချက်စီမှာတော့ဒါတန်းနေမှာအမရသာဆိုလို့ဒါဘာလျက်ရှစ်ထောက်ပဲရှိပါလျက်ရှစ်တော့ဒါနည်းနည်းပါတစ်ခါလေးကြောင်တဲ့ဘိုင်းတွေတွေးရတယ်ကျိုးသားအထုံးမှာတော့အမရဘူးပေါ့ဗျာဒီကသမားရဲ့ပုံစံကနည်းနည်းလေးတယ် အဲကစားတာအဲ့လိုမျိုးဖြစ်တယ်ပြီးတော့ဟိုသူ့ရဲ့အသက်ကတည်းဗေဒတည်တဲ့နေရာမှာတော့ဒါဘလုံးကိုဖြောင်းဖြောင်းတန်းတန်းပေးနိုင်တဲ့အဲကစားသမားမျိုးဒီ aggressive pass တွေထွက်တယ်ပေါ့ဗျာဒီလိုပုံစံမျိုးထွက်တဲ့ကစားသမားမျိုးဖြစ်တဲ့အတွက်ဒီသူ့စီက worry ကြတော့မျောလင်းလို့မရတဲ့ပုံစံမျိုးကိုတွေ့ရတယ်တခြားနောက်တဲ့ကစားသမားတွေကတော့အကုန်လုံးကောင်းကြတယ်လို့ပြောလို့ရတယ်ဒီကူရလာဆိုရင်လည်းတောက်လျှောက်ဆိုလို့ရှေ့တက်ပြီးတော့ဟိုဂိုး တွင်းခွင်းနေရတဲ့အထိစူးစားတယ်ပြီးတော့နောက်ပြန်ဆင်းပြီးတော့ဒါအင်ဂျယ်ရီယာဒီမာရီယာကိုလည်းဒါထိန်းရတဲ့အနေအထားမျိုးပေါ့နော်ကူရလာရဲ့အလုပ်ကလည်းမလွယ်တော့မလွယ်ဘူးကျွန်တော်ရာသီဥတုနဲ့လည်းဟိုတိတ်ပြီးတော့အဆင်မပြေတဲ့အနေအထားမျိုးမှာကူရလာဟာတော်တော်ပင်ပန်းနဲ့တန်ကိုခံရတယ်ဒီကစားသမားအပွဲချင်းပြေတွေကစားရတယ်အတူနေရာမှာလူစားလဲနေရာမရှိဘူးဒါမျိုးချင်းနေပေါ့ဗျာဒါကတော့စိုးရိမ်နေရာတစ်ခုဖြစ်တယ်ကျွန်တော်အသင်းဒီနေရာကိုလူထပ်ဖြစ်မလားဒါမှမဟုတ်ဟိုတခြားကစားသမား တရားရောက်ကိုကျွန်တော်တို့အစားထိုးမလားပေါ့နော်ဒီလိုမျိုးလေးစဉ်းစားသင့်တယ်လို့ထင်တယ်ဆိုတော့ကွင်းလေမှာတော့ဒါကင်စီတို့ကတော့ကျွန်တော်တို့ရဲ့ကွင်းလေဘူချုပ်အာဒါကျွန်တော်တို့ပြောစရာမလိုပွဲတိုင်းလိုလိုခြေသွမ်းပြတယ်ဒီနေ့ဘုမှာဆိုလည်းမောင်းသမတ်ရာတီခြေသွမ်းပြခဲ့တယ်ဆိုတော့ဒီကစားသမားကလည်းဒါပွဲအများအားပွဲချင်းပြီးကစားရတဲ့အပေါ်မှာဒီ WSU ကိုအနေနဲ့ဟိုအစားထိုးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့နော်စောင့်မလို့နိုင်အောင်ဆိုရင်တော့မှသူ့ရဲ့ backup plan အနေနဲ့ရေရှည်မှာအဆင်ပြေပါမလားဆိုတာလည်းဆိုးဆိုးရိမ်မိတယ်ဒီကန်စီတို့ကတော့ဒါနောက်ပွဲရရင်တော့ဒါပွဲပဲပြစ်ဒဏ်အကြောင်းကျွန်တော်တို့မပါဝင်နိုင်ဘူးပေါ့နော်ဒီနေ့ပွဲမှာတော့ဒါမှမဟုတ်တမဲရသွားတယ်ကောင်းလဲကောင်းတယ်ချီချူတိုက်တဲ့ကန်စီမတယောက်ဖြစ်တယ်ဒါရိုမီယိုလာဗီယာဆိုရင်လည်းဒါ ဒီလိုမျိုးဘေဒက်ကိုဘက်အတင်ဘက်ကနေပြီးတော့ဘေဒက်တည်ပြီးတော့ကစားတဲ့ခါမှာရောမီလာဘီယာဆိုတော်တော်ကောင်းတဲ့အနေထားမျိုးပေါ့နော်ဘလုံးကျွန်တော်ဖြန့်ဝေတဲ့ဘိုင်းမှာဆိုရင်လည်းတော်တော်ကောင်းတဲ့အတင်းကိုဟန်ချက်ညီအောင်ထင်းကြီးနိုင်တယ်ပေါ့ဗျာဒီလိုမျိုးအချိန်နေတစ်ခါတလေကျွန်တော်တို့ဒီနံပါတ်8ရိုးဒီရောက်သွားတဲ့အထိတက်ပြီးတော့ကစားတယ်ဒီကန်စီတို့ကိုနောက်ပြန်ပြီးတော့ ဟောဒါစင်ခိုင်းနေပေါ့နော်ဒီလိုခြေနေမျိုးတွေလည်းကြုံရတယ်ရှေ့ try over မှာတော့ဒါလီယန်ဒီလက်ကလွယ်လို့ channel ကစားသမားတွေမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့အန်ဆိုဖနန်ဒက်တိတ်ပြောအားမရဘူးလီယန်ဒီလက်နေနဲ့ဒီအတင်းနဲ့ link ချိတ်တာတွေမစိုးတော့မစိုးဘူးဒါပေမဲ့သူ့နေနဲ့ဒီဘလုံးကိုကင်ပြီးတော့ဟိုးလောက်ထားရမယ့်အနေအထားမျိုးတွေမလုံနိုင်ဘူးဟောတတီယာကဟောကျွန်တော်အတင်းအတွက်အမှန်တမ်းပြောရင်လိုအပ်တယ်ဗျာဒီ aggressive pass တွေထွက်တယ်ထွက်တယ်ဒီထွက်တဲ့ ပတ်စ်တွေကို LND လက်နေနဲ့ဟိုးလုပ်တာပြီးတော့ကျွန်တော်တို့အသင်းရတခြားကစားသမားတွေနဲ့တော်မှန်ကစားသမားတွေနဲ့ဒီနောက်ချန်တက်စစ်ကဒီကိုပေါ်မာလူနဲ့လင့်ချိတ်ပြီးတော့ကစားမဲ့အနေအထားမျိုးမှာသူ့အနေနဲ့မလုံနိုင်ဘူးအညာဆိုနေတော်တော် under perform ဖြစ်တယ်လို့ပြောလို့ရတယ်ကစားသမားကဒီပွဲပန်းနေတဲ့ဒဏ်ပုံစံမျိုးလည်းတွေ့ရတယ်ဆိုတော့အပြစ်ပြောချင်တာတော့မဟုတ်ဘူးဗျဒီကစားသမားကခုမှကျွန်တော်တို့နဲ့အစ်စ်အနေနဲ့ပေါဝင်လေ့ကျင့်တာပူပေါင်းတာရှိတယ်ဆိုတော့အချိန်တော့ယူအောင်မယ်အတင်း ရဲ့ဒီ system နဲ့ကန့်ညီဖို့ဒီကစားသမားတွေတယောက်နဲ့တယောက်ကြားကနားလည်မှုရဖို့ဒါတွေကတော့အချိန်ယူရမှာဖြစ်တဲ့အတွက်အများကြီးတော့ပြင်ပြောလို့ဒါပေမဲ့သူ့အနေနဲ့ whole rap player ကတော့တိတက်ပို့ပြီးတော့ကောင်းတင်တယ်လို့ဟောယူဆပါတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်ဒါပထုနတူပေါ့နော်ပထုနတူကလည်းဒါတောက်လျှောက်ဆိုလို run နဲ့ဒီကစားသမားကတော့ကျွန်တော်တို့ဒီ club cup ပြိုင်ပွဲလျှောက်မှာအကောင်းဆုံးကစားသမားလို့ပြောလို့ရတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဒုတိယပိုင်းမှာတော့ဒါ ချက်စီရပဲထပ်ပြီးတော့ dominate လုပ်တယ်ပေါ့ဗျာဆက်ပြီးတော့စိုးမိုးတယ်အကိုရောက်ဖို့တော့တော်တော်ရုန်းကန်နေရတဲ့အနေအထားမှာဒါဂျင်းရဲ့ free kick ကအလုံးဝအေးအေးပါခဲ့တယ်အဲဒါဒါကျွန်တော်မအံ့ဩဘူးပေါ့နော်ဂျင်းကဒီလို free kick တွေတောက်လျှောက်သွင်းနေကြဖြစ်တဲ့အတွက်ကြောင့်မို့အံ့ဩစရာတော့မရှိဘူးဟောဒါပေမဲ့အော်ပွဲပြီးကနေမှပွဲရလိုက်တဲ့အနေအထားမျိုးကြီးကတော်တော်ဟိုစိုးစိုးဝါးဝါးပဲပေါ့ဗျာဒီ American ပြည်တော်စုရဲ့ရာသီဥထုကအာကျွန်တော်တို့ဒီ Club World Cup ပြိုင်ပွဲတွေကြည့်ရတော်တော် features ကြီးရဲ့ အာရာသီဥတုကလည်းပူပြင်းတယ်အဲနောက်ပြီးတော့ဒီမူးချုံမုန်တိုင်းတွေဒီအခြေအနေမျိုးတွေခဏခဏကြုံရတဲ့အနေအထားမျိုးမှာဒါပွဲကိုရင်နာတယ်နိုင်ဝက်ဟိုစောင့်ရမယ်လို့ပြောပေမဲ့လည်းပွဲကအချိန်ကြာသွားတယ်အချိန်ကြာသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နောက်ပိုင်းအာမိနစ်တွေကဟိုတော်တော်ဒါအဆင်မပြေတာပေါ့ဗျအဆင်မပြေတာဆိုတော့ဒီအဆိုမာဒစ်ကဘာပြောထားလဲဆိုပွဲပြီးတော့ဘာပြောလဲဆိုဟိုဒီနားနေကန်ကြီးတဲမှာဒီကစားသမားတွေကိုဒီတဲကိုအာယုံပြန်ဆိုင်ဖို့ ဟိုတောက်လျှောက်ဆိုလို့အတိပေးနေရခါအဆင်မပြေဘူးပေါ့နော်နောက်ပြီးတော့ဘိုက်စာတဲ့အတွက်အစာတွေစားရတယ်ဆိုဒီလိုမျိုးနေထားမျိုးတွေအဒီကစားသမားတွေပျော်အောင်ဒီအဂိမ်းတွေကစားရတယ်ဒီဒီနေထားမျိုးတွေကြုံရတယ်ပေါ့နော်အတကယ်တော့ဒီဟာကြီးကလုံးဝအဆင်မပြေနေဘူးဆိုပြီးပြောသွားတာရှင်ဆိုတော့တကယ်လည်းဟုတ်တယ်ပေါ့နော်အဒီလိုနှစ်နာရီလောက်ခြားတဲ့အဒီ9မိနစ်လောက်အလိုမှာနှစ်နာရီလောက်ပြန်နားလဲတဲ့အနေထားမျိုးကြီးက တပွဲလုံးပင်ပန်းကစားလာတာချွတ်တန်ရဲကစားလာတာဘိုက်စာမယ်ဗျာရင်စာမယ်အာဒီလိုမျိုးအနေထားမျိုးဒီနှစ်နိုင်လောက်နားတဲ့အတွက်အတွက်ကြောင့်မို့ဒီပွဲပေါ်ပြန်ပြီးတော့အောင်ဆိုင်ဖို့ကတော်တော်ခဲရင်မယ်ဗျာဆိုတော်တော်ကိုစမပြေတာဗျာကြည်ရတာတော့လीဆိုဟိုပွဲပြီးကနေမှဒါဟိုပင်နရီပေးလဲတဲ့အဖြစ်ပေါ့နော်ဒီကတော့ controversial ဖြစ်တယ်အဲတချို့ကလည်းဒါ network position မဟုတ်လို့ပေးတင်တယ်ပေါ့လေတချို့ကလည်းဒီနေသားမျိုးက ပေးเสียမလိုဘူးဆိုရဲပုံစံမျိုးပေါ့เนาะဒါမျိုးတွေတွေ့ရတဲ့အခါမှာကျွန်တော်အများကြီးတော့မငင်းချင်ဘူးဒါပေမဲ့ဟိုမပေးသင့်ဘူးလို့တော့ထင်တာပေါ့เนาะဒါပေးလိုက်တဲ့အနေအထားမျိုးမှာကျွန်တော်တို့ဒီ Angel Di Maria ကကန်တင်းသွားတယ်ဝမ်းဝမ်းဖြစ်သွားတယ်အချိန်ပိုစက္ကန့်ရတယ်ပေါ့ဗျာစက္ကန့်ရတဲ့အနေအထားမျိုးမှာဒီအချိန်ပိုပထမပိုင်းမိနစ်လေးမှာတင်တာတစ်ဖက်ကအတင်းကကစားသမားအထောက်ခံတာဖြစ်တဲ့အတွက်ချက်စီကပို့ပြီးတော့ဒါ dominate လုပ်သွားတယ် different game ဖြစ်သွားတယ်နောက်ဝင်လာတဲ့ကစားသမားတွေကပဲဒါပွဲကိုအဆုံးသက်သွားတယ်ဒါ four one ဆိုတဲ့ရလနဲ့ပွဲပြီးမှပြီးသွားတယ်ဒီပြိုင်ပွဲကိုအများကြီးမျှော်လင့်ထားတာမဟုတ်ပေမဲ့လည်းဒီလက်ရှိနေထိုင်ရပေါ့နော်ကျွန်တော်မျှော်လင့်ချင်စရာကောင်းတယ်ဒီ quarter final မှာဆိုရင်လည်းဒါတစ်ဖက်က palmir အတင်းနဲ့တွေ့ရမယ်ပေါ့နော် palmir ဆိုတာဒါကျွန်တော်အတင်းနဲ့မစိမ့်တဲ့အတင်း2021မှာအဲ့ဒါ အရှင်းပြန်ခဲ့ဘူးတယ်ဒီ final မှာဒီအသင်းကိုနိုင်ပြီးတော့ကျွန်တော်ဖလားရခဲ့ဘူးပေါ့နော် မစိမ့်တဲ့အသင်းဖြစ်တဲ့အတွက်တိတ်ပြောတော့အဆိုးရင်ကြမရှိဘူးလို့မြင်တယ်လမ်းကြောင်းကတော့ဒါ semi final အခုရောက်နိုင်တဲ့လမ်းကြောင်းဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပါမီရိုနဲ့တွေ့တော့ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ဒီဒီ extra bomb william ရှိတဲ့အပေါ်မှာကျွန်တော်တို့ဒီကမ်းမကိုလည်းစောင့်ကြည့်ကျင်တာမျိုးဖြစ်တယ်ပေါ့နော်ဒီအဲစောင့်ကြည့်ခြင်းတရားလဲကောင်းတဲ့ကသမတယောက်ဖြစ်တယ်ဒီကျွန်တော်ထွေထူးပြီးတော့ သူပွဲတွေလိုက်ပြီးကြည့်ကြမှာလို့တော့ဘယ်နဲ့ချက်စီနဲ့အာဒါကံပဲပွဲကိုကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ swing final လမ်းကြောင်းကတော့ဖြောက်နေပြီဒါ quarter final မှာပါမီရိုနဲ့တွေ့မှာဖြစ်ပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်တွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်